ကျမရဲ့မိတ္တရာ channel လေးကိုနားဆင်အားပေးနေကြရဲ့။စာပေချစ်ပရိသတ်များလုံးမင်းမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇလံကတော့မတ္တရာချင်းမိုးကြီးလိုအမည်ကြရဲ့။သတိတုံးဝိခါရှပွေရာ မိုကင်ပြည့်ရမန်ဇလံကောင်းလေးကို တင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ကျွန်တော်တို့က ဖြေရင်ပညာလက္ခဏာပညာတမထပညာဘာဝနာပညာအပါအဝင်စိတ်မနှောနဲ့ဆိုင်တဲ့တတိယမျက်လုံးပညာရှင်များကို အချင်းရသည်များသင်ကြားပူချပေးတဲ့တနေ့တော့ကကျွန်တော်တဲခုရဘုံကြီးချောင်းကိုလာပြီးလူရဲတူရောက်လာကကျွန်တော်ထံမှာဘီရင်လာရောက်ကြီးစုခိုင်းနေလူရဲကအလွန်ကြောမောပြည်ပြည်သူဖြစ်တဲ့အလုံးအချက်တင့်တယ်ပြီးအလုံးအချက်တဲ့ညင်ညောတဲ့ခွင်အားပလာလေးရှိတဲ့ ဒါပေမဲ့လူတစ်ခုလုံးမှာတိတိသာသာထူးခြားနေတဲ့နေရာတစ်ခုတော့ရှိတယ်။ဒိုနေရာကသူ့ရဲ့မျက်နှာဦးကောင်းပဲဖြစ်တယ်။လူတစ်ခုလုံးအသားရှိဝါးကြောင့်လင်းနေတော့လေလေပင်မှစပြီးသူ့ရဲ့မျက်နှာပြင်တစ်ခုလုံးက ကတ္တရာစီတုတ်ထားသလိုမဲနဲ့နေခြင်းမှာကျွန်တော်တွေ့ဘူးသမျှလူတွေမှာထူးလူငယ်ကလွန်စားထူးခြားပြီးရှားပါးလာတဲ့လူငယ်တူဖြစ်တယ်။မောင်ရဲ့နာမည်ဘလို့ခေါ်လဲကွယ် ဟုတ်ကဲ့ကျွန်တော်နာမည်ကမောင်ချစ်မိုးကြီးလို့ခေါ်ပါရခင်ဗျာအဲ့ဒီနောက်နေနံမွေးရက်မွေးလမွေးနှစ်များကိုမေးမြန်းပြီးနောက်ကြောက်တဲ့မုံမုံမှာလိုအပ်တယ်လို့တွေ့ချက်စီစီရင်ပြီးနောက်လက်ဖွားနှစ်ဖက်ကိုပြန်ခိုင်းတဲ့အခါကျွန်တော်ဂျူဒီမြင်ရတဲ့အတိုင်းဖြစ်လေရင်သူ့ရဲ့လက်ဖွားပေါ်မှာညံလန်းချောင်းကမြင်းချောင်းတစ်ချောင်းနဲ့သာရှိရင်ခံလန်းချောင်းကထီယိုလန်းချောင်းလည်းမရှိအသက်လန်းချောင်းလည်းမရှိနှလုံးသားလန်းချောင်းလည်းမရှိ တန်ဆက်ကကိုလေးမရှိ ခရူတို့ကျေတို့ဂမ်ဘီယာကျက်ချီကတို့ဆိုတာဝေလုံဘာစုဘာမှမရှိပြောင်းတလင်းကြီးဖြစ်နေတယ်ဒါပေမဲ့လက္ခဏာရှင်တိုင်းမှာပါဠိရှိသမီးဖြစ်တဲ့အသက်လန်းချောင်းရှိရာရဝင်းမှာအမဲဆက်လူလူအနီးဆက်လူလူအဆက်လေးတစ်ဆက်တော်ရှိတယ်။မဲ့တော်မဟုတ်ဒါဟာကြောက်ရွံ့ကောင်းတဲ့လက္ခဏာဖြစ်တယ်။မောင်းချင်မိုးကြည့်ပြားစရာ ကျုံမောင်ရင်ကိုများများမဟောခြင်းမို့အဓိကနှစ်ချက်သုံးချက်ပဲဟောလိုက်မယ်ကျေနပ်နိုင်မလားဟုတ်ကဲ့ကျေနပ်ပါတယ်ဆရာဟောပါ မောင်ရင်ကမိုက်ပြီးဟေးဆိုရင်တနေ့အကျော်စီရလူစုကြည့်ဖြစ်ရလိမ့်မယ်ဒီလိုမှမဟုတ်ပဲကောင်းပြီဆိုရင် ရှင်လူရဟန်းများကြီးညိုလေးစားရမယ်ဆရာတော်ဒါမှမဟုတ်ပုဂ္ဂိုလ်တို့ဖြစ်ရမယ်ကွယ်ပြီးတော့ရောဆရာဘာရည်မြင်သေးလဲသူတော်ကောင်းမဖြစ်ပဲလူမိုက်ရဆွေးနဲ့နာမည်ကျော်ပြီးလူစိုးဖြစ်ခဲ့ရင် အနည်းဆုံးမိမ9ရောက်တီတီရှားလိမ့်မယ်။ညာမိမရမယ်ဟုတ်လား။ဟုတ်တယ်မောင်ရင်9ရောက်မြောက်တဲ့အထိမောင်ရင်ကဖုံးကန်ကြီးနေအောင်မယ်။ဒါပေမဲ့10ရောက်မြောက်မိမကိုယူပြီးရင်အဲ့ဒီမိမကိုယူပြီးတဲ့နေ့ကစားပြီး9ရက်မြောက်တဲ့နေ့မှာမောင်ရင် စိုးဝါးတဲ့သေးချင်းမျိုးနဲ့မလွဲမသွေကြုံရလိမ့်မယ်။ကျုပ်ဒီလောက်ပဲဟောကျင်တယ်။ဆရာဘာလို့မောင်ချေမိုးကြီးရအခုကျွန်တော်မှမိုးလို့ယူစရာဆိုလို့ရီးသားတန်တန်တယောက်မှတောင်မရှိပါမို့ဆရာ။ ကျုပ်ဟောချက်ကိုတော့ဒိုင်နာရီစာအုပ်ရှိရင်မှတ်ထားလိုက်ပါမောင်ချစ်မိုးကြီးကျုပ်တရားထိုင်ကြရှိလို့ပြန်မတော့အဲ့ဒီနောက်သူကငွေဆက်ကိုချို့ကိုကျွန်တော်ကိုကြောတယ်ကျွန်တော်လည်းသူ့ကိုရှင်လူရဟန်းများကြီးညိုလေးစားရတယ်လူသူတော်ကောင်းတူဖြစ်ပါစေလို့စွန့်မွန်ကောင်းတောင်းပေးလိုက်တယ်သူကပေးတဲ့ဆုနဲ့ပြေးပါစေလို့လုံးဝမပြောဘဲကျွန်တော်ကိုဦးသုံးချင်ချပြီးနေရာမှထားထွက်သွားတယ်ဒီမှာကျွန်တော်ရဲ့မျက်စိက မောင်ချင်မိုးရဲ့နောက်ခါစီကိုရောက်သွားတယ်။ကျွန်တော်မြင်လိုက်တာက သူခါးကြမှာအင်ဂျင်နဲ့ဖုံးထားတဲ့တံမြောင်တစ်ချောင်းဖြစ်တယ်။ဒီလုံးနဲ့အချင်းကားလာတော့စေနစ်ခန့်ကြားသွားတယ်။တနေ့မှဟန်သာဝရီခရိုင်အစီချမ်းကိုရောက်သွားတယ်။ထိုရွာကိုရောက်တဲ့အခါမြားပြားလာတဲ့လူစုလူဝေးလူအုပ်ကြီးကိုရွာစုံတင်းကြိုင်နီးမှမြင်ရလို့ဘာများဝလေးလို့တီးကျင်စောနဲ့ဝင်ရောက်စူးစမ်းမိတယ်။ လူအုပ်ကြီးကတဆုံးတရားကိုဝိုင်းအောင်ပြီးကြည့်လို့ဇဝိုင်းပုံတံကြီးနေရာကမနေတူးမှရားနိုင်ဖွယ်ရှိတယ်။ဒီလိုနဲ့ကျွန်တော်ကနီးစက်ရလူတူးကိုမေးရတော့တယ်။ဘာဖြစ်လို့လဲဗျ။လူဆိုးတရားကိုအဆုံးစီရင်မလို့လေဗျ။လူဆိုးတရားကိုအဆုံးစီရင်မလို့ဟုတ်လား။နေပါအောင်ဗျ။လူဆိုးရဲ့နာမည်ကဘသူတုံး။လူဆိုးရဲ့နာမည်ကမတရားငသေးလေးဗျ။ဒီကောင်မျိုးတရားတောင်းနေသေးပါလေဗျ။ဘာဖြစ်လို့လဲဗျ။ ဒီကမသိရင်ကျုပ်တို့တနေ့လုံးကမိမမှန်ရင်သူမယာဖြစ်ရကိန်းဖြစ်ဖို့90ရာခိုင်နှုန်းသေးချနေလို့ဗျအလကားကောက်ပါဗျလူဆိုးလူသားလာဟိုမှာလာနေကြပြီ အနည်းကိုတို့ကြည့်မယ်ခမားလေးမြင်ဘူးတဲ့ရှိအောင်ရှေ့ကိုတို့ကြည့်လေဗျဒီလိုနဲ့ကျွန်တော်တို့နှုတ်ကလူအုပ်ကြီးကိုတို့ဝိပြီးအနည်းကမြင်ကြအောင် တို့လိုက်တယ်မကြခင်တို့ရင်ရှေ့ရင်ထင်းထင်းကြကြမြင်ရလောက်တဲ့နေရာကို ရောက်ခဲ့တယ်လူဆိုးလူသားကို လမ်းနောက်ပြန်ကျူးတုတ်ပြီးဒူးတောင်းရဲ့ကျင်းဝါမှာဒူးတုတ်ထိုင်ခိုင်းနေကျွန်တော်ကမတရငက်သေးဆိုသူလူဆိုးကိုမြင်ဘူးချင်းလို့သူမျက်နှာမြင်ရအောင်ဒိုနီယာကိုတူတူသွားပြီးလမ်းကြည့်လိုက်တဲ့အခါဟင်မမတရငက်သေးဆိုတာသူပါလားပြစ်မဖြစ်ရလေသူကလွန်ခဲ့တဲ့စင်းနေခန်းကကျွန်တော်ခိတ္တမိခိုနေထိုင်ရာဘုံကြီးကျောင်းကိုလာရောက်ပြီးဘေးရင်ကြည်မေးသားသူဖြစ်တဲ့မားနိုင်စရာလုံးဝမရှိသူမသူစင် ကြီးပအောင် လေပင်မှစပြီးမျက်နှာနှစ်ရက်တစ်ခုလုံးတကူလုံးကတ္တရာစီထုတ်ထားသလိုမင်းနဲ့တည်းလူသူ့နာမည်ကိုကျွန်တော်ယနေ့တိုင်းမှာ ကောင်းစွာမမိသေးတယ်မောင်ချင်းမိုးချင်းဒီတော့ကကျွန်တော်ကသူ့လက်ဖွားပြင်မှာတကြောင်းနေသောကလန့်ဖြန့်လက္ခဏာကိုကြည့်ပြီးဆိုရင်ရာဆွင်လူဆို ကောင်းရင် ရှင်လူရဟန်းများကြီးညိုလေးစားရမယ်ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်တို့ဖြည့်ရမယ်လို့ကြိုတင်ဟောဖို့တဲ့ယခုကျွန်တော်ရှိမှာတော့ ်ဒေအန်ဆဲဆဲအစီရင်ခံရမယ်မားတရငသေးကချင်းမိုးကြီးအေကန်အမန်ဖြစ်တော်ရင်ဒါဆိုသူက ရာဆွေလူဆိုးကြီးဖြစ်လို့ပုံอืมချင်းမဖြစ်ရလေသူဘလောင်များဆိုးသွမ်းလွန်းလို့အခုလိုလူများရဲ့ရှိမှာဟွန်းကျွန်တော်ကရင်ခုန်ကြီးစနေမကြီးမရဲကြီးနေစင်းမှာလက်မယွန့်တနတ်သမားတို့ကမျက်နှာမင်းမတရားငသေးခေါ် ကျွန်တော်သိတယ်ကျင်မိုးကြီးရဲ့နောင်စီကိုတနက်နေ့ပြေးလိုက်တော့တယ်ကျွန်တော်အပါဝင် လူပေါင်းများများစွာကအတတ်မရှိဘဲကြီးနေမိတယ်ဒီအချိန်မှာကျွန်တော်အနီးမှာမျက်နာဘဝတိုင်းထားတဲ့မိမတယောက်အင်ကနေရှိုက်ပြီးထွက်ပြေးသွားတယ်သူမနှကောင်းပေါ်မှာမဲနဲ့လေးတလုံးရှိတာကိုကျွန်တော်လဲမြင်မိတယ်ကျင်းတဲကလူနဲ့သူနဲ့ဘလို့ဆက်သွယ်နေမှန်းတော့မသိဘူး ျွန်တော်ကစောစောကတွေ့ခဲ့ရသူနဲ့ရင်းနှီးကျွမ်းဝင်သွားတယ်။ထိုသူရဲ့အမည်မှာ ကိုစိန်ပန်းလို့ခေါ်တယ်။ကိုစိန်ပန်းကသဘောတမန်ကောင်းတယ်။သူကကျွန်တော်ကိုအမည်ကိုမေးတယ်။အလောက်ခိုင်ကိုမေးတယ်။ကျွန်တော်အမည်နဲ့အလောက်ခိုင်ကိုပြောပြတဲ့အခါလိုင်လေဝမ်းသာစွာသူ့အင်ကိုအလေခေါ်တယ်။ကိုစိန်ပန်းကြားဆရာညိုဒီမတရားငသက်ကတော်တော်ကိုစိုးလို့လားဗျ။စိုးပါတကောဆရာညိုရာဟောဒီဟန်တာဝီခိုင်အရှိချမ်းမှာ ရှင်ပြန်သိမ်းထောင်ပြီးရင်မတရားငသေးကအဆိုးဆုံးပဲဗျရှင်ပြန်သိမ်းထောင်ကလည်းလူစိုးဓမြအကြီးစားပဲဗျဒါပြီးတနက်ပြီးတဲ့တရွာတရောက်မိမတွေကိုတော်ကောက်ပြီးတော့ယူတာဗျနောက်ပြီးပြင်းလေထဲမှာသူရောက်ဖတွေကလေပင်ခဲဆက်ပြီးရင်းနှစ်တက်လိုက်မှသိမ်းထောင်လည်းတည်သွားတယ်ဗျအဲ့ဒီနောက်မှာဒီကောင်မတရားငသေးပေါ်လာခဲ့တာဗျအခုတော့ဒီကောင်ကလည်းသေးပြီဆိုတော့ဒီလိုလူစိုးလူမိုင်းလူရန်ကမရှိတော့ကျွန်တော်တို့တနေ့လုံးကဝမ်းသာတာပေါ့ဗျာ သူ့အကြောင်းကိုခမည်းသည်လားဗျဒီကောင်းအကြောင်းကိုကျွန်တော်တို့တနေလုံးမှရှိကြတယ်ကလေးလူကြီးမိမယောက်ျားတွေအကုန်သိတယ်ဗျကျွန်တော်တော့မသိသေးဘူးဗျကျွန်တော်ကိုပြောပြနိုင်မလားအင်းဆရာညိုသိချင်ရင်အချင်းချုံပြောပြလို့ရှားတာပေါ့ဗျာအဖြစ်ကဒီလိုဆရာညိုရလွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်ကပေါ့ဗျာပြောခဲ့သလိုပဲကျုပ်တို့ပင်လေဒေသဝန်းကျင်မှာရှင်ပြင်းသိမ်းထောင်လို့အမိကြတယ်လူစုတို့ပေါ်ပေါက်ခဲ့တယ်ဗျာ သူစရာဖုံးကြီးတစ်ပါးကကာယသိတိစေဆန်းရင်ကဈေးသိတိမြောက်သွားပြီးလူစုဖြစ်ခဲ့တာဗျတနက်ပြီးတယ်ဓာလန့်ဒီပြီးတယ်ဗျအဲ့ဒီသိတိအရှင်နဲ့နောက်လိုက်တပည့်တွေမွေးပြီးမိမချောမိမလမန်းသမျှအိုးပြူပြူတော်ကောက်တယ်လို့ယူပြစ်တာဗျတနေ့လုံးမျက်ရည်နဲ့မျက်ခွက်ဖိဒီအချိန်မှာမျက်နှာမဲနေတဲ့လူတယောက်ရောက်လာတာပဲဗျသူကလည်းတင်းထောင်ထဲမှာတပည့်ခန့်နေဘယ်ချက်သားမှန်းတော့မသိပါဘူးမျက်နှာတစ်ခုလုံးမဲနေနေတာပဲ လူကလူပုံကြောပဲတင်းထောင်နေတွဲပြီးတော့ပိုဆိုးတော့ပေါ့ဗျာတကယ်ကိုလက်ရဲဆက်ရဲနှစ်ယောက်ပုံသူကဆရာတင်းထောင်မလို့ခြင်းနဲ့မိမကိုအာရမတင်းယူတာဗျာတင်းထောင်နေတွဲနေချိန်မှာမိမ၅ယောက်ရှားနေပြီဒီမှာသူ့ကိုတကယ်ချစ်တာက မတုံးပေးဆိုတဲ့မိမပဲအသားဖြူဖြူချစ်ရလေနှာခေါင်းပေါ်မှာလည်းမှဲ့နဲ့အသီးလေးနေဗျာ ကိုစိန်မန်းကမတုံးဘေးဆိုတဲ့အနေထားကိုပြောပြတဲ့အခါမတရားငသေးဖြစ်တဲ့နေ့ကအင်ကနေဆိုင်ပြီးပြေးထွက်သွားတဲ့နှာခေါင်းပုံမှာမှဲ့နေပါတဲ့မင်းမရွှေတအိုးကိုကျွန်တော်ပြေးမြင်လိုက်တဲ့သူမကငသေးရဲ့မိမမတုံးဘေးများဖြစ်နေမလားမတုံးဘေးနဲ့ငသေးနဲ့ကသူချစ်ကိုကြည့်ယူကြတာပါအဲ့ဒီတုန်းကမတုံးဘေးကလဲချင်းရဲ့သမီးပါ နောက်ငသေးကအလုတ်ကိုလက်ကြောတင်းအောင်မလုပ်ဖဲ သိန်းထောင်တို့အုပ်စုနယ်ပေါင်းပြီးရန်ကားတော့တာပဲတနေ့ကြာရောပေါ်ပြရွာနေချုပ်ဆဲရွာတရားကကောနောင်ကိုင်းအကျော်လာမင်းကလေးမပြိုစင်ကိုငတ်သေးကမြင်းနဲ့တင်းပြပြီးပေါင်းသိန်းရောပြအဲ့ဒါသိန်းထောင်ကသီသွားရင်သီးပုံကငတ်သေးရဲ့အိမ်ကိုလာရှင်မြင်သွားတာပြအတော့ကိုချိုးရဲလာတဲ့မပြိုစင်ကိုမြင်ရောသိန်းထောင်ကမေးရောပြငတ်သေးဒါဘယ်ကမိမလဲကွာကျွန်တော်မရပါဗျာဘာမင်းမိမဟုတ်လားဟုတ်တယ်လေဗျာ တိန်ထောင်ကကျောမောလှပါတဲ့မပြုတ်စင်ကိုမြင်ကျော်တိန်ထောင်ရဲ့ရင်ထဲမှာအချက်မီးတွေတောက်လောင်သွားတယ်ဗျငါသေးဗျငါမင်းမိမကိုလိုချင်တယ်ကြားစီရဟုတ်တယ်ငါမင်းမိမမပြုတ်စင်ကိုလိုချင်တယ်ဒီလောက်ချိုးတဲ့မိမကိုငါ့အောင်မပြောပဲမင်းဘာလို့ယူခဲ့တာလဲငါသေးကျင်ကျွန်တော်မြင်းမြင်းချင်းကြိုက်လို့ပါကြီးရအေးငါလည်းမြင်းမြင်းချင်းကြိုက်တယ်မနှက်ပြန့်ကမင်းမိမငါ့စီကိုလာဖို့လေဒါပဲတိန်ထောင်အဲ့ဒီလိုပြောပြီး အိမ်မော်ကဆင်းသွားကြုံအဲဒီကနေစပြီးရမ်းပုံမိခွဲတော့တာပါပဲသူတို့စီဟာတိန်းထောင်ကလူတစ်မျိုးပဲဗျသူကြိုက်လို့လိုချင်ရင်အိုးအိုးပြိုပြိုအကုန်ရှာမှမရရင်ပွဲချမ်းရောဒီမှာငါသေးရလေကြောမော်လှပါတဲ့စက်ထမမြောက်မရမပြူစင်ကိုတိန်းထောင်ထဲမှာပွဲတော်မဆက်နိုင်ဘူးဒါနဲ့မပြူစင်နဲ့ငယ်မယားကြီးမတုံးပေကိုခေါ်ပြီးဒီနယ်ကနေရှောင်းသွားရောဗျတိန်းထောင်ကလည်းမြေလန်းရှာတာပါနောက်ဆုံးတော့ငါသေးကိုမမီပဲ သူမိမမပြုတ်စင်ကိုတင်းထောင်ပြီးသွားတယ်အာဓမခေါ်တယ်လူစိုးများမပြုတ်စင်ကတင်းထောင်နောက်ကိုမလာရဲလူထွက်ပြေးတင်းထောင်ပြေးလိုက်တဲ့ကြီးစန်းကမပြုတ်စင်ကိုမှန်သွားတယ်ဗျမတုံးပြီလေကြားရနယ်ပြေးရောတင်းထောင်ဟာသူ့လိုလူကိုကြောပြီးထင်းဟာဆိုင်တဲ့ငသေးကိုအသေးရရအရှင်ရရလိုက်ချပြီးမယ်ငသေးကိုလုံးဝမတွေ့ဘူးသိမ့်မကြပါမို့ဗျာတင်းထောင်ကပင်လေဘက်ကမိမတယောက်ကိုအာရမသိမ့်ယူပြန်ရော အဲ့ဒီမိမကြီးမောင်နှံဦးကတင်းထောင်ကိုအလိမ္မာနီးနေပောင်းပြီးနောက်တခါတစ်ဖက်လက်နဲ့ကို အစားတောက်ထဲမှာအိတ်ဆီးခတ်ပြီးဘင်းလေထဲမှာလေပင်ခဲဆွဲချလို့ရေးချပြီးတက်လိုက်တာဗျာတန်နပ်ပြီးဓာပြီးလှမ်းပြီးနမေကြီးတင်းထောင်သေးပါလီရောဗျာနမေကြီးရှင်ပြန်တင်းထောင်လေသေးပြီးရောအဲ့ဒီမှာငသေးဟာပြန်ပေါ်လာကြုံတင်းထောင်မရှိတော့တင်းထောင်ရဲ့လက်ရုံးနေအားနေနေပြီဗျာ ဒီမှာငသေးကသင်းထောင်ရဲ့ညာလဲချုံဘဲလဲချုံများကိုတေတစိဆက်ပြီးဒီနေ့မှာသူ့ဩစာကိုဖြန့်လိုက်ရောပြဆရာညိုရအဲ့ဒီအချိန်မှာငသေးကကြွေးကြော်သေးပြအသက်တရာမနေရင်ရှိမယ်မိမကတော့အရောက်တရာပြေးအောင်ယူသွားမယ်တဲ့အဲ့ဒီလိုကြွေးကြော်တဲ့ဆရာညိုရဲ့အဲ့ဒီအချိန်ကစားပြီးမတရာငသေးရဲ့မြည်တွင်သောရောပြအဲ့ဒီလိုနဲ့ငသေးမှာမိမကိုယောက်ရာခဲ့ပြီးပြီငသေးမှာနှမဝန်းခွဲတယောက်ရှိတယ်ဗျာ နာမည်ကခင်လွန်းရှင်နဲ့ချောလိုက်တာမှမှုန်နေတာပဲသိန်းထောင်သာမသေးလို့ရှိနေသေးရင်ခင်လွန်းရှင်ဟာသိန်းထောင်ရဲ့အာရမသိမ့်ပိုက်တာကိုခံရမှာကျင်းသေးပဲဗျခင်လွန်းရှင်နဲ့ငသေးကလည်းအလွန်ကိုရင်းနှီးချစ်ခင်ကြတာငသေးရဲ့အချင်းကြောင့်သူနဲ့မှဝမ်းခွဲကိုဘလို့လူရောမှမစားရဲဘူးတနေ့ပေါ်ဗျခင်လွန်းရှင်မှာချီရမယ့်လူတယောက်ကိုတွေ့ခဲ့တယ်ဗျသူနာမည်ကကိုဩစာအောင်နဲ့ဩစာအောင်ကဒီနယ်တဝိုက်မှာနာမည်ကြီးတဲ့သူတူဦးရဲ့သားဗျာ သူတို့ယူကြမယ်လို့လဲကြရောငတ်သေးကခင်လုံးရှင်ကိုလင်းညာလဲပြပြီးခိုးပြေးရောပြဒူဒူပြောရရင်နမဝင်းခွဲကိုဩစာအောင်လက်သေးကိုအပါမခံနိုင်လို့ရုံမှာပတ်ဆက်စွာနဲ့ပေါင်းတင်လိုက်ရောပြအဲ့ဒါဆေးရောင်မြောင်မရပဲပြဒီလိုရုံမှာပတ်ဆက်စွာကြမ်းစီလိုက်တဲ့အတွက်သူတစ်ဖက်တွေကရောဆွေမျိုးသားချင်းတွေကရောငတ်သေးကိုယွန်းရှာမုန်းတီးပြီးလုံးဝကိုမကျေနပ်လို့ဒေါပကိုရောပြ တပည့်တချို့ကဒီလိုအပြုတ်မှုမျိုးမလုပ်ဖို့ဝိုင်းတားကြတယ်ဒါမလုပ်ကောင်းမှုဒီလိုပြုတ်မှုလိုက်ရင် စီးဖောက်တယ်လို့ခေါ်တာပေါ့ဝေဖန်တဲ့တပည့်ချို့ကိုငါသေးကမကြည်နပ်ဘူးဗျခင်လုံးရှင်လေးဆက်လွန်းလို့ရေကန်နဲ့ခုံချတိတိသွားတယ်ပြောရရင်ငါသေးကပြားအောင်ကိုဒုံးနဲ့သွားထိုးတာတနည်းအားဖြင့်ဆိုရတော့ကြားမိကိုသွားဆဲလိုက်တာ အိမ်နေတဲ့ချင်းသေးကိုသွားနှိုးလိုက်တာဗျဩဇာအောင်ရဲ့ဖေကဩဇာအာနာကြီးမရဲ့ပုဂ္ဂိုလ်ချင်း အဲ့ဒီချိန်မှာဩဇာအောင်ရဲ့ဖေကငတ်သေးရဲ့တပည့်တွေကိုဖမ်းလိုက်တယ်ဗျငတ်သေးကိုလည်းလက်ရဖမ်းမိတယ်ငတ်သေးရဲ့အာရမသိမ်းခံရတဲ့မယားတွေကြောက်လန့်ပြီးတော့ပြေးကုန်ပြီမပြေးတာတယောက်ဖေးရှိတယ်ဗျအဲ့ဒါကငတ်သေးရဲ့ငယ်ချင်းမယားကြီးမတုံးပေပဲငတ်သေးဘလောက်ဆိုဆိုတင်းကြီးခံပြီးချင်းနေရှာတဲ့မယားကြီးပါနောက်ဆုံးတော့ငတ်သေးလည်းစက်သိမ်းသွားတာပေါ့ဆရာညိုညင်းတဲ့အတိုင်းပဲလေဆွေမမသိမျိုးမမသိမိမမသိဖာမမသိ နမမမသိအရှင်သခင်မမသိငါထင်းရငါဆိုင်တင်းတိုင်းကျဲပေါက်ခွဲနေတယ်ရာဇဝင်လူစုငတဲ့နောက်ဆုံးတော့ဆရာညိုမြင်တဲ့အတိုင်းပဲလေဗျာကျွန်တော်ကမာထီယာငတဲ့ရဲ့ရဲဆက်ရိုင်းဆိုင်လာရဲ့ဖြစ်ရကိုကြားသိတဲ့အခါလွန်ခဲ့တဲ့ဆယ်နှစ်ခန့်ကမာထီယာငတဲ့ဖြစ်လာမဲ့မောင်ချင်မိုးကြီးကိုကြိုတင်ဟောလိုက်တဲ့စကားဓာတိမှန်နေတာကိုအံဩဖွဲ့ကောင်းအောင်သိလိုက်ကြပြီးရင်ထဲမှာတမျိုးကြီးခံစားမိတယ် သူကကျွန်တော်ကြိုးပြောလိုက်တယ်လူမိုက်လူစုဖြစ်ခဲ့ခြင်းရာဇဝင်လူစုကြီးဖြစ်လိမ့်မယ်ဒီလူမမဟုတ်ဖေဘုံကြီးယဟန်ပုဂ္ဂုတူဖြစ်ခဲ့ခြင်းနာမည်ကျော်ရှင်လူအများယိုသိခံ냐ရမယ်လူယဟန်ပုဂ္ဂုတူဖြစ်လိမ့်မယ်လို့ကြိုဟောဘူးတယ်တကယ်လို့လူစုလူမိုက်ကြီးဖြစ်ခဲ့ခြင်းမိမကိုရောက်ရလိမ့်မယ်ဆယ်ယောက်မြောက်မိမကိုယူမိရင်ကံကြမ္မာစုကြားရောက်လိမ့်မယ် အခုတော့ရာဇဝင်လူစုကြီးဘွားနဲ့စီဖောက်ပြီးဇေယောင်မြောင်မိမရာပြီးကိုရံမြောင်တဲ့နေမှာကန်ဆုံသွားတယ်။တကယ်လို့သာညနေမယ်ချင်းမိုးကြီးကိုရာဇဝင်လူစုကြီးဘွားနဲ့မဟုတ်ဖဲလွန်စွာကြီးညိုစရာကောင်းလာတဲ့ရဟန်းသူတော်ရှင်ဘွားနဲ့များကျွန်တော်တို့တွေ့ခဲ့လျင်ဦးအကျင့်ကြီးချလိုက်ချင်းစမ်းမပြီးအခုတော့ညနေမယ်ချင်းမိုးကြီးရင်မင်းရောက်တော့ရမယ်ငရေပြည်အတွက် ငါလောင်စာချင်းဒီလူကြုံနေကြောင်းပိုးလိုက်ပါမယ်မောင်ချင်းမူကြီးခမဟုတ်ကဲ့ဇလန်လေးကိုအဆုံးထိနာဆင်ပြီးကြတယ်ပြည်သည်များလုံးကိုကြည်သူများကြီးတင်ပါရဲ့ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပြီးဖို့တောင်းဆိုပါရစေရှင်